ကမုံမြတ်တယ်လေပြီးတော့ကျွန်တော်ခုနကလည်းပြောခဲ့ပါတယ်ကျွန်တော်အခုအသက်အရွယ်တစ်ခုရောက်လာပြီရှေ့မှာနေခဲ့တဲ့အသက်အရွယ်တုန်းကကျွန်တော်အတွက်ပဲကျွန်တော်လုပ်ခဲ့တယ်ကျွန်တော်မိဘအတွက်ပဲကျွန်တော်လုပ်ခဲ့တယ်အတ္တပေါ့အဲ့လိုနဲ့ပဲကျွန်တော်နေခဲ့တယ်အခုဒီဟာဆိုရင်အခုပြီးခဲ့တဲ့6ရက်စလုံးကကျွန်တော်ကျွန်တော်အတွက်မလုပ်ခဲ့ဘူး အဲ့ဟာဝေးရစလုံးကကျွန်တော်ရှေ့ရလီခဲ့တဲ့နှစ်ပေါင်းများစွာတပူတန်ဖို့ရှိရလို့ကျွန်တော်ကိုကျွန်တော်ခံစားရတယ်အော်ဘယ်လိုမလဲလို့ဟိုအချင်းရှိတုံးမှာချစ်ပါအဲအချင်းရှိတုံးမှာအချင်းပေးပါအဲအချင်းရှိတုံးမှာဂယုဆိုင်ပါလို့ကျွန်တော်အဲ့ဒါပဲပြောချင်ပါတယ်ဟုတ် ဟုတ်ဒီကျွန်တော်တို့သူတော်တဆေအနေပြီးတော့ပြသလို့ရတဲ့အမြင့်ငွေတရားရာခိုင်နှုံးလုံးကိုဒီငလင်တင့်ဒေတာတွေကိုလှူမယ်ဆိုတာ သိရတဲ့အတွက်ဟိုကျွန်တော်တို့ production ရဲ့အဆုံးဖြတ်ချက်မှန်ကန်တယ်လို့ကျွန်တော်မြင်တယ်ပြီးတော့အဲ့ production ရဲ့တရုပ်ဆောင်ဖြစ်ရတာလဲကျွန်တော်ကိုယ့်ကိုယ်ကိုဂုဏ်ယူမိပါတယ်ဟိုကျေးဇူးလေးရန်တင်ပါတယ်ကျွန်တော်ရဲ့ဒီအလှလေးတွေကိုအတိအမှတ်ပြုပေးတဲ့အတွက်ကျွန်တော်တကယ်လည်းဝမ်းသာပါတယ်အရင်တုန်းကတော့ဗျာကျွန်တော်ကဒီ တခုခုဆိုရင်ကျွန်တော်ငွေအဲ့လိုမျိုးအလှငွေလေးတွေပဲကျွန်တော်ထည့်ပြစ်တယ်ကိုယ်တိုင်မသွားရောက်ဖြစ်ဖို့ပေါ့နော်ဒါပေမဲ့အခုချိန်ကျတော့ကျွန်တော်ကန်ဆက်တယ်ပဲပြောရမယ်ဒီအလှသွားထည့်နေတဲ့လမ်းမှာကျွန်တော် Facebook ပို့လိုက်တော့ကိုနွယ်ဘိုးအိမ်တို့ကနေပြီးတော့ကိုစင်ဘိုးတို့ကနေပြီးတော့သူက၃နာရီကိုသွားမယ်တဲ့အဲ့ဒါနဲ့၄နာရီလောက်ထိုးနေတော့ကျွန်တော်ဆက်တော့ဆက်ကြည့်လိုက်မယ်ပေါ့အခုကျွန်တော်ဒီလိုလိုရှိရဲလိုက်လို့ရမှာဆိုလိုက်ခဲတဲ့အဲ့လိုလိုက်ခဲရတယ်ကျွန်တော်မှလှူမဲ့ငွေလေးနဲ့ပဲကျွန်တော်အိမ်ကိုပြန်ပြီးတော့ ဟိုဝက်စားလေးနှစ်ထည်သုံးထည်ပဲပါတယ်ကျွန်တော်လိုက်သွားတာဟိုရောက်တော့ကျွန်တော်အဲ့ဒါတွေမြင်နေမြင်လိုက်တွေးလိုက်တဲ့အချိန်မှာကျွန်တော်ရန်လျှော့ရသွားတာဟုတ်တော့ကျွန်တော်တခါမှမမြင်ဘူးလေကျွန်တော်ဒါမျိုးကဇက်ကားထဲမှာပဲမြင်မှုတယ်အရင်ပြိုကျနေတယ်ပြိုကျနေတယ်အခုလောက်မျိုးအုပ်ပုံနေတဲ့အောက်မှာလူတွေအဲ့အဲ့မျိုးဟိုအသက်ဆုံးရှုံးနေတဲ့လူတွေကိုကျွန်တော်တို့မြင်လိုက်ရတဲ့အခါမှာတကယ်တကယ်ဒင်းထဲမှာလျှော့ရသွားတယ်အဲ့အချိန်မှာအဲ့ ဆုံးရှုံးသွားတဲ့လူတွေကတော့ပြီးသွားပြီဗျဘဝဒါပေမဲ့အဲ့ဘဝတွေရဲ့ပိုင်ဆိုင်ပိုင်ရှင်တွေနောက်မှာကြံနေခဲ့တဲ့ဘဝတွေအဲ့ဘဝတွေကတိတ်တနာဖို့ကောင်းတယ်အဲ့ဘဝတွေရဲ့မျက်နှာတွေသူတို့ဆိုရင်ဒီထဲမှာသူတို့ရဲ့ဥမာယောက်ျားရှိရင်ရှိမှာမိန်းမရှိရင်အဲ့ရဲ့ခန္ဓာကိုယ်ကိုသူတို့မြင်ချင်တာလိုချင်တာအဲ့လိုစောင့်နေကြတာဒါပေမဲ့ကေဆယ်ရေးသမားတွေကလည်းဥမာပြောရှာပေးနေတယ်အဲ့ချိန်မှာသူတို့ရဲ့ရှာပေးနေတဲ့ခါမှာငါလူများပါလာမလားဆိုတော့အတွေးနဲ့ ဲ့ဒါကြီးတွေကကျွန်တော်တို့လည်းအလျှော့ရတော့ပြီးတော့နောက်ထပ်စီးရုံသွားတယ်အတက်ကကလေးပဲရှိသေးတယ်ဒါပေမဲ့ခြေထောက်တွေလက်တွေဖြတ်ထားလိုက်ရတယ်ကဲခြေထောက်ပြတ်သွားတဲ့ကလေးလေးကအသက်6နှစ်ပဲထားလိုက်အဲ့ကလေးလေးကနောက်သူပြန်ကောင်းလာရင်သူဘာဘာလုပ်စားမလဲဘလို့လုပ်ဒီမယ်အေးအဲ့အချိန်မှာဒါမှမဟုတ်ကျွန်တော်တို့ကတော့သူကလေးတွေနဲ့တွေ့တဲ့အခါမှာအားပေးစကားပြောတယ်အားရှိအောင်ပဲပြောတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာခံစားရတဲ့အကြောင်းကိုဒါပြောပြရတာပါဟိုသူတို့နဲ့တွေ့တဲ့ခါမှာတော့အဲ့လိုမျိုးသွားပြောလို့မရဘူး လေးအားတက်အောင်ပဲကျွန်တော်တို့ကပြောရမယ်။ဒါကျွန်တော်တို့ရဲ့အတွက်ကနေပေးနိုင်တဲ့ဟိုစိတ်အားတက်အောင်အားပေးစကားရယ်ပြီးတော့ကျွန်တော်တို့ခုနှစ်သားသမီးရယ်လှူထားတဲ့အလှူငွေရယ်အဲ့ဒါလေးတွေပေါင်းဆက်ပြီးတော့ကျွန်တော်ဒါကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဟိုလှုပ်ပေးနေတာပါ။ကျွန်တော်ပြုံးဖို့လည်းမေ့တယ်။အဲပျော်ဖို့လည်းမေ့တယ်။အဲသူတို့ကိုဘယ်လိုပြောမလဲ။ငါနှစ်ခုလှုပ်ပေးနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ အဲတခုကကျွန်တော်ကိုတွေ့တဲ့အတွက်ပျော်စေတယ်အဲ့အတွက်ပျော်ရွှင်မှုကိုလက်တလုံးမှာသူတို့ပေးလိုက်နိုင်တယ်သူတို့အမှုတွေလည်းလက်တလုံးပျောက်သွားတာတော့အမှန်ပဲအဲပြီးတဲ့ခါကျတော့ဖုံဖုံဖုံဆိုရင်ကျွန်တော်တို့လှူခဲ့တဲ့နေရာမှာဖုံဖုံဆိုရင်သူဟိုမျက်ရည်တောင်ကျပြီးတော့ဖုံဖုံပီတိတွေဖြစ်နေရပါဘောနော်ကျွန်တော်တို့ဟိုရောက်ရောက်ပေါက်နင်းနေရဟိုရောက်ပေါက်နင်းတဲ့နေရာဒေတာကိုကျွန်တော်ရောက်သွားတဲ့ခါမှာတော်တော်လေးကိုဖုံဖုံနေနေတကယ် သူလည်းတော်တော်လေးကျေနပ်သွားပါတယ်ကျွန်တော်အဲ့မျိုးလုံးအဲ့ညက်နာကိုမုံမုံရဲ့ညက်နာတော့မျိုးလုံးနဲ့မထွက်ဘူးဟုတ်။ဩဒီအခုလိုအလုပ်ကမုံမြတ်တယ်လေပြီးတော့ကျွန်တော်ခုနကလည်းပြောခဲ့ပါတယ်ကျွန်တော်အခုအသက်အရွယ်တစ်ခုရောက်လာပြီရှေ့မှာနေခဲ့တဲ့အသက်အရွယ်တုန်းကကျွန်တော်အတွက်ပဲကျွန်တော်လုပ်ခဲ့တယ်ကျွန်တော်မိဘအတွက်ပဲကျွန်တော်လုပ်ခဲ့တယ်အတ္တပေါ့အဲ့လိုနဲ့ပဲကျွန်တော်နေခဲ့တယ်အခုဒီဟာဆိုရင်အခုပြီးခဲ့တဲ့9ရက်စလုံးကကျွန်တော်ကျွန်တော်အတွက်မလုပ်ခဲ့ဘူး အဲ့ဟာဝေးရစလုံးကကျွန်တော်ရှေ့ရနေခဲ့တဲ့နှစ်ပေါင်းများစွာတပူတန်ဖို့ရှိရလို့ကျွန်တော်ကိုကျွန်တော်ခံစားရတယ်အာဟိုဘယ်မဲ့လုတ်ဟိုအချိန်ရှိတုန်းမှာချစ်ပါအာအချိန်ရှိတုန်းမှာအချိန်ပေးပါအာအချိန်ရှိတုန်းမှာဂယုစိုက်ပါလို့ကျွန်တော်အဲ့ဒါပဲပြောချင်ပါတယ်